မင်္ဂလာပါခင်ဗျာရွှေညာမြေကကြိုဆိုပါတယ်ကျွန်တော်ရွှေညာမြေရဲ့စာရေးဆရာပေရင်ဆရာဆရာညင်းမြတ်မပြည့်ရဲ့တဏိတာကံမြင့်ရရာကံမြင့်ဟောစတန်များကိုနားထောင်မှတ်သားလှုပ်ဆောင်တဲ့အတွက်အကျိုးများစွာရရှိတယ်လို့ကြားသိရတဲ့အတွက်များစွာဝမ်းသာမိပါတယ်ခင်ဗျာကျွန်တော်ရွှေညာမြေပြည်သက်ကြီးအတွက်ဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုစောလင်းစွာသိရှိနိုင်ဖို့ညပိုင်းကလေးကထုတ်လွှင့်တင်ဆက်ပေးနိုင်ရန် ရွှေညာမြေဖွဲ့သားများကပြင်ဆင်နေပြီဖြစ်ပါကြောင်းတရင်ကောင်းပါအပ်ပါတယ်ခမညာရွှေညာမြေပြည်သက်ကြီးတဏိတာပင်မန်းနွမ်းနေသည်မြတ်ကိုတခဏတာပန်းတော်ဖြည်ချိန်မှာဆရာကြီးရဲ့တဏိတာကံမြင့်ရရာများကိုမတနာဆင်ပြီးနေ့တင်မှာစိတ်တည်လူတည်ခွန်အားတည်တည်နဲ့လုပ်ငန်းဆောင်တာများအဆင်ပြေပြီးစီရင်ယရနာများ ူပါပါစီကြောင်းစုမုံကောင်းတောင်းအပ်ပါတယ်ခင်ဗျာမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါရှင်ညာမီမိသားစုမှကျူးတူပါတယ်ဗျာဒီနေ့73ရက်6လ2025တောက်ကြနေဖြစ်ပါတယ်ဗျာဒါကြောင့်73ရက်6လ2025တောက်ကြနေရဲ့တနေ့တည်းကကန်ဒီမာများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ဗျာဒီဒီပါဥဝင်လောက်ကန်တော့ကိုရတ္တိတာမှုတဲ့တခြားရတ္တိတာ တွားရောက်ပြီးတော့လုပ်ကန်ရတဲ့ဂျိုးကို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 ရင်ကိုမိသားစုကိုလုံငါနဲ့ပတ်သက်တဲ့ကိစ္စမှာဝေးတဲ့နေရာတွေမှာလုပ်ကန်ပြီးအားကောင်းပြီးနီးတဲ့နေရာမှာလုပ်ကန်နဲ့ပတ်သက်တဲ့အားမကောင်းတဲ့ကာလမျိုးဖြစ်ပါတယ်။ဒါကြောင့်ရဝေးမှာလုပ်ကန်ပြီးလုံလုံချင်းတင်းတို့မှာပိတ်ဆို့နေတဲ့အိုးရင်လုပ်ကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာ။ဒါကြောင့်အိုးရင်လုပ်ကန်နဲ့ပတ်သက်တဲ့အစီအမေကြတဲ့တောက်ကြသားဟောခုနှစ်သားသမီးအားလုံးဟာဒီနေ့မှဖြစ်တောက်ကြနေမှဖြစ်ဟာလာတောက်ကြမြောက်ရက်ကိုလက်ပေးချမ်းကျော်လေးဒီစီလောက်စားပြီးမှဆူတောင်းအတင်ပေးချမ်းကျော်လေး ကျွန်တော်လုပ်ကံမကောင်းဘူးဗျာလုပ်ကံကောင်းခြင်းနဲ့အလုပ်ကံနဲ့ပတ်သက်တဲ့ကိစ္စလေးကိုဆင်ပြေခြင်းနဲ့ဗျာအမြန်ဆုံးဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလက်ပေးချမ်းကျော်လေးဒီဒီလောက်စားပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုးနေတော့အိုးရင်လုပ်ကံများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်အသင်ပေးချမ်းကျော်လေးရဲ့ကျွန်တော်လုပ်ကံမကောင်းဘူးဗျာလုပ်ကံကောင်းခြင်းနဲ့ကျွန်တော်အိမ်လေးစောင့်ခြင်းနဲ့ဗျာအိမ်စောင့်ခြင်းနဲ့ခွန်းလန်းနေပေါ်အောင်ကုညီပါကျွန်တော်လူလေးလေးလုပ်ချင်တယ်ဗျာလူလေးနဲ့ပတ်သက်တာအချင်းပြေတယ်တားလေးကလုတ်ခေါ်တာမလားသူလုတ်ခေါ်တာလေးလာမှဖြစ်မှာ ကျွေးမလီယာနိုင်ငံခြားမှာလုံသွားလို့ချင်တာအဲ့ဒီကိစ္စတွေနဲ့ပတ်သက်လို့ပိတ်ဆို့နေတယ်ဗျာပိတ်ဆို့နေတဲ့ကိစ္စတွေအများဆုံးပွင့်လာအောင်အတင်ပေးချမ်းကျော်လီတစည်းကကိုကြီးစောက်ချောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရက်ကိုလက်ပေးချမ်းကျော်လီကင်ပြီးဆူတောင်းမယ်ဆိုရင်စပြီးမှဆူတောင်းမယ်ဆိုလို့ချင်းတင်းတို့မှာပိတ်ဆို့နေသောအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာမန်းနီဒီချိန်မှာကိုယ့်ရည်ရည်သားမဟုတ်တဲ့တခြားရည်ရည်သားအလောက်ကိုင်းကြီးလှုပ်တဲ့အတွက် ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာစိတ်ထဲမှာတခုခုအားနေတယ်လို့ခံစားရပြီးတော့ယာယီလွဲကြောင်မှုဖြစ်တယ်လို့ခံစားရတယ်ဗျာဘလောက်ရရဒီချိန်မှာအလိုဆန္ဒမပြည့်တတ်ပါဘူးဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အလိုဆန္ဒမပြည့်တဲ့လူပေးရရရှိတဲ့လူလိုချင်တဲ့လူခொနဲ့သားသမီးအားလုံးတို့ဟာကျွန်တော်တို့ရဆိုရင်စနေစနေတော့နောက်တောင်တောင်းလှဲ့လှဲ့ပြီးမှတမ်းမြာသီးလေးတစ်လုံးတော့ခိုင်းပြီးမှဆူတော့အတင်တမ်းမြာသီးလေးရေကျွန်တော်လေးကျွန်တော်လေး အငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေအဆင်မပြေဘူးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေအဆင်ပြေခြင်းနဲ့တကြောင်ကျွန်တော်မှာပိတ်ဆိုနေတော့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအများဆုံးအဆင်ပြေအောင်ကုညီစောင့်ရှောက်တော်မူပါဆိုတဲ့အကြောင်းစနေတော့နောက်တောင်တော့လက်ပတ်သက်လေးအဝါပေါ့တာမယာတိလေးကိုကင်ပြီးဆူတောင်းမယ်ဆိုရင်ကျွန်တော်မှာပိတ်ဆိုနေတော့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဒါမှမဟုတ်လေကျွန်တော်တို့ရာဆိုလို့ရှိရင်တော့ခမထမင်းလေးကိုလက်ကလေးနဲ့စုပ်စုပ်ပြီးမှထမင်းလေးကိုထမင်းလေးကိုလက်ကလေးနဲ့စုပ်ပြီးမှအတင်ထမင်းစုပ်ကလေးရဲ့အာကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအဆင်မပြေဘူး အိမ်မှာထမင်းစားတဲ့ထမင်းလေးကိုလက်ကလေးနဲ့နည်းနည်းလောက်စုပ်စုပ်ပြီးမှဆူတောင်းဆယ်နေတော့နောက်တော့တော့လည်းပြန်အတင်းထမင်းစုပ်ကလေးရကျွန်တော်လေးငွေကြီးနဲ့ပတ်သက်တဲ့မှာကျွန်တော်လိုရှိနေတာကျွန်တော်ပတ်သက်နေလိုနေတယ်လိုတဲ့ပတ်သက်ဘလောက်ကျွန်တော်ပေးစရာဘလောက်ရစရာဘလောက်ကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်မပြေဘူးဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးအဆင်ပြေအောင်အမြန်တော့ကူညီစောင့်ရှောက်ပါဆိုတဲ့အကြောင်းစနေတော့နောက်တော့တော့လည်းထမင်းလေးကိုလက်ကလေးနဲ့စုပ်စုပ်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းမှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်။အဲဒီစုပ်ထားတဲ့ အဲ့ထမင်းစုပ်ကလေးကိုတသုံးတယောက်တော့သူ့ကိုတိရိစ္ဆာန်လေးကိုအာဟာရပြုလိုက်ပါဗျာတင်မာပိတ်ဆိုနေရောငွေကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းမှာဖြစ်ပါတယ်တံမြာတိလေးကိုကမ်းပြီးမှဆူတောင်းမယ်ဆိုရင်လည်းအဆင်ပြေတယ်ဗျာနော်ဒီချိန်မှာစိတ်နဲ့ပတ်သက်တဲ့ကိစ္စပြောလားဆိုပြောပါတယ်တကယ်ပြောလားလားဆိုမပြောဘူးဆက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေမထမဖက်နဲ့အစ်စ်တွေဝန်တတ်တယ်ဆက်နဲ့ပတ်သက်တဲ့ကောင်းသတင်းတွေကြားရတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာနော်အဲဒါကြောင့်အစိတ်တွေကြီးနူးလာမယ်ဆက်နဲ့ပတ်သက်တဲ့ပစ္စည်းတွေအဆင်ပြေမယ် အာစိတ်နဲ့ပတ်သက်တဲ့ပျော်ရွှင်ရတဲ့ကိစ္စတွေပေါ်ပေါက်มาဖြစ်ပါတယ်။ဒါကြောင့်တခုခုနဲ့ပတ်သက်တဲ့အဆင်မပြေကြတဲ့လူများတင်းနေငွေတောင်အရှိမရောက်ကြအောင်လက်အာလူလေးတစ်လုံးကိုင်းပြီးတော့ဆူတောင်းအတင်းအာလူလေးရဲ့ကျွန်တော်စိတ်ညင်နေတယ်ဗျာ။ကျွန်တော်ညင်ရတဲ့ကိစ္စကျွန်တော်မှာဆိုင်ငယ်ကိစ္စလေးဖြစ်နေတယ်။နော်ချက်ပစ္စည်းတွေဝင်နေတယ်။အာဆိုင်ငယ်နဲ့ပတ်သက်လို့ပြည့်နေတယ်ဆိုင်ငယ်လေးတွေပြင်းနေတယ်။အာကျွန်တော်တို့က အနောက်ဆက်ပစ္စည်းတွေလည်းဝင်ခြင်းနဲ့စိတ်တရားလည်းညံ့ရတယ်ဗျာကျွန်တော်မှပတ်သက်နေပတ်သက်လို့ပေးရန်ရန်ဇာလေးတွေရှိတယ်အဲ့ဒီဇာလေးတွေပြည်နေခြင်းနဲ့အယောင်ဝင်လည်းမကောင်းဘူးအလုပ်ကလည်းအဆင်မပြေဘူးအဲ့ကြောင့်ကျွန်တော် စိတ်တွေညံ့နေတယ်ကျွန်တော်စိတ်နေတွေညံ့နေတဲ့ကိစ္စလေးတွေအများဆုံးအဆင်ပြေအောင်စိတ်တွေပြောချင်းဆမ်းမြေပြီးတော့ကျွန်တော်လုပ်ငန်းတွေပိတ်နေတာလေးပွင့်အောင်အတင်းအာလူလေးကကူညီဆောင်ရှောက်ပါဆိုတဲ့အကြောင်းတနင်္ဂနွေတောင်အရှိမြောက်တောင်လှည့်ပြီးတော့အာလူလေးကင်ပြီးတော့ဆူတောင်းမယ်ဆိုလို့ရှိရင် တင့်ရဲ့စိတ်ချမ်းသာပျော်ရွှင်မှုမှာအများဆုံးရရှိမှာဖြစ်ပါတယ်ဗျာဒါကြောင့်စိတ်ချမ်းမြေ့ခြင်းတဲ့ပုံကူများစိတ်ထဲမှာတခုခုလိုအပ်နေတဲ့ပုံကူများလည်းတင်းငွေတွေတောင်းအရှိမတောင်းလှည့်ပြီးမှအာလူးလေးကိုဂိုင်းပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့ကံများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်ကိုနဲ့နီးနေဆက်သက်တဲ့တလူယောက်ျားလူယောက်ျားလူငယ်ငယ်လေးတွေဝါတတာဖြစ်တတ်တယ်အော်ကိုနေရာကိုမနေဘူးရောင်းရောင်းရောင်းကြောင်းကြောင်းနဲ့လည်းပိတ်ဆိုင်ထဲမှာလမ်းကြောင်းမှာရောင်းရောင်းရောင်းလုပ်နေမယ်ဒီအချိန်မှာမမျော်လင့်မနေအဖမ်းသီးတွေခံရတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကျမှုတွေရှိပြီ အယောစားပြဿနာတွေဖြစ်ပေါ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေဟာကိုယ်ကိုယ်ရင်ကိုယ်မိသားစုကိုယ်လုံးငါမကူနေပါကိုယ့်ရဲ့လုံခြုံတဲ့နေရာမှာနေပါအန်တီအကင်းပါလိမ့်မယ်နှမို့စို့မဟုတ်ဘဲနဲ့ကိုယ်ရင်ကိုယ်ရမနေဘူးရောင်းလောင်းလောင်းနေမယ်အနာကိုလုံးမကိုမနေဘူးရောင်းလောင်းလောင်းလုပ်နေမယ်ဆိုရင်တော့အဖန်သီးတွေခန်းပြီးတော့ငွေကြီးကြကုန်ကြမှုများတဲ့ကာလမျိုးတွေဖြစ်ပါလေဗျာဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေတဲ့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စဓာတ်မပြအောင်တောက်ကြမြောက်ရကိုလှဲ့အကောဘီလေးတစ်ခွက်လောက်တောက်ပြီးမှဆူတော့ကောဘီလေးကိုတကုံးလောက်တောက် အတင်ကော်ဖီလေးရဲ့အင်းရလူယောက်ကြားဓာတ်ပြက်နေတယ်ကိုယ်လုံးမှာကိုမလို့ဘူးကိုယ်အိမ်မှာကိုမနေဘူးအပြင်ကိုထွက်နေအဖန်သေးအချုံတော်နေဖြစ်မှကြောက်တယ်ငွေကြီးနဲ့ပတ်သက်တဲ့ရော်စားတွေဖြစ်မှကြောက်တယ်ကိုယ်ရင်ကိုယ်ရနေအနေကင်းမယ်ကိုယ်လုံးကမှာကိုလို့ရင်ငွေကြီးနဲ့ပတ်သက်လို့အောင်မြင်ကြကြမယ်ဒါကြောင့်ကိုယ်ရင်ကိုယ်ရကိုယ်လုံးကကိုမိသားစုမှာအောင်မြင်ကြကြတဲ့လူတွေဖြစ်အောင်အဲဒီအတင်အဲကော်ဖီလေးအကူကြီးဆောက်ချောက်ပါဆိုတဲ့ကြောင်တောက်ကြမြောက်ရလက်ပြီးကော်ဖီလေးဆူတောင်းမယ်ဆိုလူယောက်ျားတွေနဲ့ပိတ်ဆို့နေတဲ့ကိစ္စများလူယောက်ျားတွေနဲ့ပတ်သက်တဲ့မိမိလူစားနာရှိတဲ့ကိစ္စများဆူတောင်းခြင်းဖြင့် ပိတ်ဆိုနေရလူယောက်ျားဓာတ်ပြက်နေတော့လူယောက်ျားတွေနဲ့ပတ်သက်တာအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒါကြောင့်လူယောက်ျားတွေနဲ့ပတ်သက်တဲ့ကိစ္စလေးတွေလူဒါနနဲ့ပတ်သက်တဲ့ကိစ္စလေးတွေရွှေနဲ့ပတ်သက်တဲ့ကိစ္စတော့တောက်ကြမြောက်ရလက်ကော်ဖီလေးတစ်ခွက်လောက်တောက်ပြီးမှဆူတောင်းမယ်ဆိုရင်သင်တို့မှာပိတ်ဆိုနေတဲ့ကံမြအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ညောအဲ့ဒါလေးချက်ရှိတယ် နောက်ကိုနဲ့နီးနဲ့ဆက်သက်တဲ့မင်းအုပ်ချုပ်တဲ့မင်းအုပ်ချုပ်တဲ့မင်းနေရာငွေကြေးနဲ့ပတ်သက်တဲ့ကြက်တဲမှုငွေကြေးနဲ့ပတ်သက်တဲ့အလွဲသုံးစားလုပ်မှုအိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့အဆင်မပြေမှုတွေကြုံပြီးမင်းနေဓာတ်ပြက်နေတဲ့ကာလဖြစ်ပါတယ်ဒါတော့ကြစနေကျော်သွားရင်တော့မင်းကတော်တော်ဓာတ်ပြက်နေတဲ့ကာလမျိုးဒီနေ့ထိတော့တောင့်ခံနေတော့မယ်ဖြူစနေလောက်ထိတော့ကြံသေးတယ်စနေကျော်သွားရင်တော့ဓာတ်တော်တော်ကိုဓာတ်ပြက်သွားပြီဒါမင်းနေဓာတ်ပြက်နေတဲ့ကာလမျိုးအိုးဝင်လုပ်ငန်းနဲ့ပတ်သက်တဲ့စီမံခွဲမှုအလွဲမှားတွေကြောင့်အုပ်ချုပ်မှုရန်တရားလွဲမှားကြောင့်အမိတ်မနာခံတဲ့အလွဲမှားတွေကြောင့် အချင်းချင်းညီညွတ်မြတ်တာမှုရှိတဲ့အလွဲမားတွေကြောင့်အချင်းချင်းလောဘဒေါသတွေများနေတာဖြစ်တဲ့အကြောင်းအဲ့ဒါကြောင့်ခမမင်းနေနဲ့ပတ်သက်တဲ့ဒီအချိန်မှာကြာဆုံးမှုတော့တဖြည်းဖြည်းနဲ့နှိကက်လာတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာမင်းနေနဲ့ပတ်သက်တဲ့ဓာပြည့်နေတယ်ဆိုလို့ရှိရင်တော့ကြာသာပရိအနောက်ရကိုလှဲ့အဖောင်းနိုင်မီလေးကိုထွန်းထွန်းပြီးမှဆူတော့အထွန်းပြီးမှဆူတော့အသင်ဖောင်းနိုင်မီလေးရဲ့ကျွန်တော်မင်းနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ်အပြောင်းအရွှေ့ရာထူးတွေလုပ်မယ်မိရနဲ့ပတ်သက်တဲ့ကိစ္စတွေလုပ်မယ် နော်အဲ့ဒါပြင်ဆိုင်နေပတ်သက်တဲ့ကိစ္စတွေလုပ်မယ်ဗျာအဲ့ကိစ္စတွေနဲ့လုပ်မယ့်ကိစ္စတွေဆင်ပြေခြင်းနဲ့ဒါကြောင့်အတင်းဖျောက်နေမီလီယာကျွန်တော်မှပိတ်ဆိုနေမင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအများဆုံးပွင့်လန်းအောင်ကုညီစောင့်ကြတော်မူပါဆိုတဲ့အကြောင်းကြာတာပရိအနောက်ရလှည့်ပြီးတော့ဖျောက်နေမီလီထုံးပြီးဆူတောင်းမယ်ဆိုရင်မင်းနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်နော်ကိုသွားခြင်းနဲ့ခီကိုပြောခြင်းနဲ့စကားအမှန်ယာယီလွဲချော်နေပြီကိုနေချင်းတဲ့နေရာမနေရဘူးပြောချင်းတဲ့စကားတွေပြောကိုမရမနဲ့အီလေးလေးဖြစ်နေပါလေဗျာ ဲ့ဒါမျိုးဖြစ်နေတဲ့ပုံကအားလုံးတို့ဒီကျွန်တော်တို့ရာဆိုလို့ရှိရင်တော့ဗုဒ္ဓတောင်ရကိုလှည့်အိမ်မှာသုံးတဲ့စီလေးတွေအစာအုံးတီလေးတွေခေါင်းဆျော်တဲ့ခေါင်းလိမ့်တီလေးတွေအဲ့စီလေးတခုကိုလက်ကလေးနဲ့နည်းနည်းထိပြီးမှပို့ပြီးမှဆူတော့အဲ့ဒီလိုမှမဟုတ်ရင်ခေါင်းကိုခေါင်းမှရှိတဲ့သပင်းလေးကိုခမရအိမ်မှာခေါင်းလေးနဲ့ဖိပြီးမှဆူတော့အတင်းသပင်းလေးရဲ့အာကျွန်တော်လေးအာစိတ်တည်ညံ့နေတယ်ဗျာအာကျွန်တော်လွဲချုံနေတယ်ကျွန်တော်သွားတဲ့ခီးလေးအနေကင်းနေတယ်ပြောတဲ့စကားတွေအောင်မြင်ကြောက်ကြနေတယ် အဂိတာတွေအများဆုံးဆင်ပြောင်းအတင်းအသပင်လေးကကုညီစောက်ချောက်ပါဆိုတဲ့အကြောင်းဗုဒ္ဓတောင်ရမှာလက်ပြီးမှန်လေးရှိမှခေါင်းလေးကိုဖိဖိပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတဲ့ကံများအများဆုံးပွင့်လာမှဖြစ်ပါတယ်တကယ်လို့ခေါင်းမှာသပင်မရှိတဲ့ပုဂ္ဂိုလ်အားလုံးတို့ကတော့အဗုဒ္ဓတောင်ရကိုလက်ပြီးတော့စီလေးတစ်ခုကိုလက်ကလေးနဲ့ပေါ့စားသည်စီနဲ့ပတ်သက်တဲ့ကိစ္စကိုလက်ကလေးနဲ့ပုတ်ပြီးဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆို့နေတော့လွဲချုံနေတော့ကံများအများဆုံးပွင့်လာမှဖြစ်ပါတယ်ဗျာဒီချိန်မှာယူရတွေပြတ်တယ်အမုတ်ခွင်းပြဿနာတွေပေါ်တယ် အပြင်းနေတဲ့တိုင်းတွေမှာတက်ပြီးနေဒီအားကောင်းမိတိုင်းတွေအားမကောင်းဘူးအဲ့လိုမျိုးဖြစ်နေတာဖြစ်တဲ့အတွက်အကုန်လုံးကရိုးရိုးဖြစ်နေမြင်ရမမြင်ရရိုးရိုးဖြစ်ပါလေဗျာရေကြီးတယ်မြေပြိုတယ်အာဆန္ဒတွေပြတယ်အတက်တွေဖြတ်တယ်ပြစ်တယ်ခတ်တယ်မိရှုတယ်အာအကုန်လုံးကရိုးရည်ပြက်နေတာဖြစ်ပါလေအကုန်လုံးကရိုးရဖော်မဒိုးရာကြော်မှာဖြစ်ပါလေဗျာရိုးရလေးတွေဖော်မယ်ဆိုရင်တော့အင်္ကာတော့အရှိတောင်တောင်လက်မျက်နှာတည့်ရည်လေး ိုမျက်နှာလေးတေးပြီးမှသူတော်အသေးမျက်နှာလေးလေးကျွန်တော်တို့ယူရဘောလို့ဒူးကကြောချင်းနဲ့ကျွန်တော်တို့မှာပိတ်ဆိုနေတဲ့ကန်ဒီအန်ဒရီနဲ့ပတ်သက်တဲ့ကန်ဒီပွန်းလန်းနေတယ်ဒါကြောင့်အသေးမျက်နှာလေးကကျွန်တော်မှာပိတ်ဆိုနေတဲ့အန်ဒရီပိတ်ဆိုနေတဲ့အာငွေကြီးနဲ့ပတ်သက်တဲ့ပိတ်ဆိုနေရတဲ့ပွန်းလန်းပြီးအန်ဒီကင်းပြီးရှင်းပြီးငွေကြီးများဆုလိုက်ပြုံလိုက်လုံးလိုက်ခဲလိုက်ရအောင်ကိုကြီးစောင့်ကြတော်မူပါဆိုတဲ့အကြောင်းအင်္ကာတော်အရှိတောင်တော်လည်းမျက်နှာသေးလေးကိုကမ်းပြီးမှဆူတောင်းမယ်ဆိုရင်မျက်နှာတက်ပြီးဆူတောင်းမယ်ဆိုရင်တင်းတော်မှာပိတ်ဆို့နေတဲ့ကံမြအမြန်ဆုံးပွန်လမ်းမှာဖြစ်ပါတယ်ဗျာ ဒီနေ့7ရက်6လ2025တောက်ကြနေ့ဖြစ်ပါတယ်ဗျာတကယ်လို့ဒီကံလေးတွေစမယ်ဆိုရင်တော့အခမရကျွန်တော်တို့ရပြောင်းအင်္ဂါတော့အရှိတောင်းတော့လဲမျက်နှာတေးလေးကိုင်းပြီးတော့သုတော့အတင်းမျက်နှာတေးလေးကျွန်တော်တို့ဒီကံဒီနေ့ဒီကံလေးတွေစမယ်ကျွန်တော်တို့စမ်းတဲ့ဒီကံလေးတွေပွင့်နေတယ်ဗျာအဆင်ပြေခြင်းနဲ့ဒါကြောင့်အဆင်ပြေအောင်အတင်းမျက်နှာတေးလေးကကိုကြီးစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ဂါတော့အရှိတောင်းတော့လဲပြီးမျက်နှာတေးလေးကိုင်းပြီးသုတော့ ဒီနေ့ကံလေးတွေစမယ်ဆိုလို့ချင်းအဲ့ဒါခမဘာလေးတွေကောင်းလို့၃လို့၃ညလို့၄လို့၆တို့ခွန်လို့အားကောင်းတယ်ဗျာ၃၃ည၄၆ခွန်အခွေလေးတွေအားကောင်းတယ်အထူးသဖြင့်ခမအိမ်မှာပါပေါ့အော်၆၃လို့ခွန်လေးတို့ခွန်၃ညတို့ခွန်၃လို့အကိစ္စလေးအားကောင်းတယ်ဗျာဒါကြောင့်အိမ်မှာအော်၃၄၆ခွန်၃ညဆိုတဲ့ခဏလေးတွေကိုခွေးမယ်ဆိုရင်တော့တင်းတို့မှာပိတ်ဆိုနေတဲ့ကံများအမြန်ဆုံးပွင့်လန်းပြီးတော့ထီကံများမြန်ဆုံးပွင့်လန်းမှာဖြစ်ပါတယ်ဗျာအထူးသဖြင့်ကတော့ အိမ်မှာ၃လေးလိုခုံ၃ကြဆိုတဲ့ကဏ္ဍလေးတွေကန်ထားမယ်ဆိုရင်တင်းတို့မှာပိတ်နေတဲ့ထီကံများအမြန်ဆုံးပွင့်လာမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒါကြောင့်ဒီနေ့23ရက်6လ2025တောက်ကြနေ့ရဲ့တနေ့တာကညမန်မှာကိုတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြန်မာပြည်ပါဗျာ